အင်္ဂလန်ဘောလုံးသမားဒေးဗစ်ဘက်ကမ်းဟာကမ္ဘာအကောင်းဆုံးကလပ်တွေနဲ့နိုင်ငံလက်ရွေးစင်အသင်းအတွက်အဆင့်အမြင့်ဆုံးမှာကစားခဲ့ပြီးတော့သူ့ရဲ့လှပတဲ့ဘောလုံးပွဲတွေနဲ့အအောင်မြင်ဆုံးဆုဖလားတွေကိုစွတ်ခူးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ Charles ဘယင်ကြီးကချီးမြှင့်လိုက်တဲ့စာပွဲကိုရရှိပြီးတဲ့နောက်သူ့အတွက်ဂုဏ်အယူရဆုံးအခိုက်အတန့်ကိုရောက်ရှိခဲ့ပြီလို့ဒေးဗစ်ဘက်ကမ်းကပြောကြားထားပါတယ်။ကျွန်တော်ရဲ့အိမ်မက professional ဘောလုံးသမားတစ်ဦးဖြစ်ဖို့ ကိုယ်နိုင်ငံအတွက် Manchester United အတွက်ကစားဖို့ပါပဲအဲ့ဒီနောက်မှာဖြစ်ပေါ်လာခဲ့တဲ့အရာတွေအားလုံးကလည်းမယုံကြည်နိုင်စရာပါပဲဒါပေမဲ့ဒီကနေ့ကဘာပေါ်မှာအရေးအပါဆုံးအဖွဲ့အစည်းတွေထဲကတစ်ခုအလေးစားခံရဆုံးအဖွဲ့အစည်းတွေကတစ်ခုရဲ့ဂုဏ်ယူခံရတာကျွန်တော်အရှိပိုင်းသားတယောက်အနေနဲ့ဒီနေ့ဟာအရန်ကိုဂုဏ်ယူရတဲ့နေ့တစ်နေ့ပါပဲလို့ဗက်ခန်းကပြောဆိုခဲ့တာပါဗက်ခန်းဟာ1990ခုနှစ်မှာ Manchester United ကိုရောက်လာတော့အသက်16နှစ်ပဲရှိပါသေးတယ် အသက်20မှာမန်ယူအသင်းရဲ့အကြီးကကစားသမားတအူဖြစ်လာခဲ့ပြီးတော့1996ခုနှစ်မှာမန်ယူကို UEFA Champion League ဖလားအပါအဝင်တမိုင်းဝင်ဖလား၃လုံးရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။2003ခုနှစ်မှာတော့ Real Madrid အသင်းနဲ့ပြောင်းရွှေ့ခဲ့ပြီးတော့ Zidane တို့ Ronaldo တို့လိုထိတ်တန်းကစားသမားတွေနဲ့အတူကစားခဲ့ပါတယ်။နောက်ဆုံး2013ခုနှစ်မှာ LA Galaxy AC Milan နဲ့ PSG အသင်းတွေမှာကစားခဲ့ပြီးတော့ဘောလုံးကစားခြင်းကနေအနားယူခဲ့ပါတယ်။ဒါပေမဲ့ဘက်ကန်းဟာဘောလုံးခွင့်အပြင်မှာလည်းလူ အများရဲ့စိတ်ဝင်စားမှုကိုဆက်လက်ရရှိခဲ့ပါတယ်။အရင် Spice Girl အဖွဲ့ဝင် Victoria Adams နဲ့သူလက်ထက်ခဲ့တာကြောင့်လည်းတစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ပါတယ်။နောက်ပိုင်းနှစ်တွေမှာဒီနာမည်ကြီးဇနီးမောင်နဲ့ဟာအားကစား fashion နဲ့စီးပွားရေးတို့ဆောင်ရာကမ္ဘာအမှတ်တစ်စိတ်တစ်ခုကိုတည်ဆောက်ခဲ့ကြပါတယ်။ ဆာဂျေပိပက်ကန်ဟာ2005ခုနှစ်ကလေးကယူနီဆက်တန်အမတ်အဖြစ်တာဝန်ယူခဲ့ပြီးတော့အားကစားနဲ့ပရိုဂျက်တာလုပ်ငန်းတွေမှာသူ့ရဲ့ဆောင်ရွက်ချက်တွေကြောင့်စာပွဲချီးမြှင့်ခံရတာဖြစ်ပါတယ်။ဒါဟာဘောလုံးအားကစားကိုကျော်လွန်ပြီးတော့ထူးခြားတဲ့သူ့ဘဝနဲ့အတမွေးဝမ်းကြောင်းလုပ်ငန်းတွေကိုအတိမတ်ပြုတာလည်းဖြစ်ပါတယ်ခင်ဗျာ။